စားသောက်ဆိုင်လုပ်ငန်းတွေဖွံ့ဖြိုးဖို့ဖွဲ့ထားတဲ့ GRO နဲ့မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း MRA တို့ပူးပေါင်းပြီး February 9ရက်နေ့ကနိုင်ငံတကာအစားအသောက် Menu Proposal Business ဆွေးနွေးပွဲကို Parrier Hotel မှာကျင်းပခဲ့ပါတယ်။2015ကိုစောင့်ကြည့်နေတဲ့မြန်မာပြည်ကိုဝင်ရောက်လာမဲ့စားသောက်ဆိုင်တွေတန်းစီနေသလိုဒီထဲမှာကိုနဲ့ပူးပေါင်းမဲ့သူကိုနဲ့ရှင်ပြိုင်မဲ့သူတွေပါလာကြအောင်မြန်မာစားသောက်ဆိုင်တွေဓာရီကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေရမယ်လို့ဦးနေလင်းကပြောပါတယ်။ ပြည်ပကအင်အားလုံးရင်နဲ့ဝင်လာရင်ကိုဘက်ကတန်ရှင်းမှုအရသာကောင်းမှုမှုနဲ့ရင်းနှီးမြှုပ်နှံမှုအင်အားကိုတိုးချဲ့သွားရမှာမို့အခုလိုဂျပန်အသင်းနဲ့ပူးပေါင်းပြီးတီးနှံထုတ်ပိုးမှုနဲ့ပတ်သက်လို့အခွင့်ကောင်းတစ်ရက်ဖြစ်တယ်လို့ဆိုပါတယ် 2015ကိုလည်းတခါကြည့်နေတဲ့သဘောပဲเนาะဘာမှပြောဝင်လာမဲ့ဆိုင်ကတော့အများကြီးပဲတန်းစီနေကြတယ်အဲ့တော့ကျွန်တော်အနေနဲ့ကဒါလက်ရှိเนาะမြန်မာနိုင်ငံမှာရှိတဲ့ဆော့ဖ်ဝဲအနေနဲ့ဒီဟာတွေကိုယ်နဲ့ပူးပေါင်းတဲ့ဆိုင်တွေလာသလိုကိုယ်နဲ့ရှင်ပြိုင်မဲ့ဆိုင်တွေလာမှာပေါ့เนาะဒါတွေကိုကျွန်တော်တို့ရင်ဆိုင်မှုเนาะဆင်းနေဖြစ်နေဖို့လိုပါတယ်ကျွန်တော်မြန်မာနိုင်ငံဆော့ဖ်ဝဲနေနဲ့ဒီကအဓိကကတော့ဟိုပေါ့เนาะတို့ကတော့အင်နာနဲ့ဝင်လာမှာကျွန်တော်ဘက်ကဒါဟလာအခြေခံဖြစ်တဲ့เนาะတန်ရှင်းမှုပေါ့เนาะဒါမျိုးတွေအစားပေါ့เนาะပြင်ဆင်ထားမှာပေါ့เนาะအရာသာကောင်းမှုတန်ရှင်းမှုအားပြင်ဆင်ထားဖို့လိုပါတယ်ဂျပန်အသင်းနဲ့ကျွန်တော်ပေါင်းပေါင်းမြှုပ်တဲ့အတွက်ဒါနောက်ပိုင်းလာလာပေါ့เนาะဂျပန်နေရာလာဒါ တို့လာလေ့လာရဆိုတာလည်းဒါပုံဝင်30တယောက်ပါတယ်အထက်မှာစာတောက်ဆိုင်ပိုင်ရှင်တွေပါတယ်အာတင်းနဲ့ထုတ်ပိုးမှုနဲ့ပတ်သက်တဲ့လူတွေပါတယ်ဒါတို့ကလည်းဒါလေ့လာရတဲ့ဘောပါအဲ့တော့ဒီမှာမြန်မာနိုင်ငံမှာတို့တနေ့မှာတို့ဝင်လာမှာပါဝင်လာတဲ့အချိန်ကျရင်ဒါကျွန်တော်တို့အသင်းဝင်ကဟောလူများနဲ့လည်းတို့ပူးပေါင်းဖို့လည်းရှိပါတယ်မြမစီဝါရေးတိုးတက်လာသလိုစာတောက်ကုံလုဆောင်ချက်တွေရဲ့အားနည်းချက်တွေကိုဂျပန်လုပ်ငန်းရှင်တွေကပူးပေါင်းပြီးအသင်းနှစ်ခုချစ်ကြည်ရေးလည်းဖြစ်အစားအသောက်တွေကို နေရာအပူချိန် ဖန်ရှင်းမှုနဲ့ဘေးရန်ရဲ့ကင်းဖို့တိုးလောင်မှုတွေအဓိကလုပ်သွားမယ်လို့ဆိုလာသူကမစ္စတာကုဇူကာတိုပါ။ကုန်ကျန်းပစ္စည်းကနေတိုးလောင်ထိန်းသိမ်းဖို့အပူချိန်ထိန်းသိမ်းဖို့နဲ့အစိုးရအနေနဲ့လည်းလိုအပ်တာတွေဖွင့်ပေးဖို့လိုတဲ့အကြောင်းဂျပန်နိုင်ငံလက်ရှိအခြေအနေရောက်ဖို့နှစ်20ကြိုးစားရပေမဲ့မြန်မာပြည်ကတော့၅နှစ်လောက်တွင်တိုးတက်နိုင်ဖို့သူမျှော်လင့်တယ်လို့ဆိုပါတယ်။အဲ့ဒီကခိစားရီ။ဆောဘက်ဆန်ရ။အဲရှိုကင်းဆန်ရောက။အိုကျူ 成長していくための必要なですね、そういう、えー、部分の流通に関する規制とかルールが、まあ、これからだと思ってまして、もしそういうことが国が整ってきますと、一挙にこのミャンマーの食のマーケットっていうのは、通常我々が20年間で